ျွန်တော်ရောက်နေတဲ့နေရာကတော့မလေးရှားနိုင်ငံရဲ့ best plate နေရာတစ်ခုလို့မှပါတယ်ဂျပန်ယွာတနေရာပဲဖြစ်ပါတယ်ဂျပန်ယွာကတော့ကျွန်တော်တို့ကအောက်ကပြင်သစ်ယွာကနေတက်လာပြီဆိုလို့ရှိရင်ဒီဘက်ကကားနဲ့10မိနစ်လောက်မှောင်းမှဆိုရင်ဂျပန်ယွာကိုရောက်မှာဖြစ်ပါတယ်ပြင်သစ်ယွာကတော့တစ်ခါတည်းကျွန်တော်ဆက်ပြီးတော့ပူကြီးတွေကို drive ပြီးတော့ပြလာမှာဖြစ်ပါတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်ဂနေဟိုင်းလန်ကိုကားနဲ့တက်မယ်ဂနေဟိုင်းလန်နဲ့ကားနဲ့တက်ပြီးတော့ရောက်ပြီဆိုတော့ねဂနေဟိုင်းလန်နဲ့ပြန်ဆင်းတဲ့အချိန်မှာပြင်သစ်ယွာပြီးလို့ရှိရင်ဂျပန်ယွာကိုလာလို့ရပါတယ်အဲ့တော့ဒီတောင်ကိုတက်ရတာတော့လမ်းလျှောက်ပြီးတက်ရတာကားတွေကိုအောက်မှာထားခဲ့ရပါတယ် grand car နဲ့ခါပြီးတော့လာမယ်လည်းရတယ်တချို့ဆိုရင်တော့ bus ကားတွေကို ဆင်းလုံးကားပြီးတော့တက်လာကြတဲ့လူတွေရှိပါတယ်။ဆိုတော့အခုဂျပန်ရွာကိုကျွန်တော်တို့လိုက်ကြည့်လို့ရအောင်ကျွန်တော်ဗီဒီယိုလေးကိုပြန်လည်းဖြောက်ပြီးပြင်ဆင်ပါတယ်။ဆက်တဲ့ဂျပန်ရွာကတော့တောထဲမှာတောထဲမှာဂျပန်ရွာလောက်ထားပြီးတာပေါ့နော်။ဘာလို့ရအစွေးနေဘလို့တမိုင်းရှိလဲတော့ကျွန်တော်လည်းမသိဘူး။တမန်စပါတယ်။ဆိုဒါတော့ပိတ်ထားပါတယ်။ဒီအိမ်ဆက်ပြီးဆင်းသွားရင်တော့ဘယ်လိုရောက်မလဲမသိဘူးလမ်းတော့ရှိရရှိပါဘာ။ဒီနေ့ကဘေးမုံနေတယ် ကီမိုရန်တဲ့ဟုတ်တယ်အဲ့ဒီဝယ်နေတာကဂျပန်ဝယ်ဆောင်ဝယ်ပြီးတော့အင်ကြီးတက်ပုံရနေလေရပါတယ်ဆိုတော့ကျွန်တော်ဝယ်ဆောင်ဝယ်ဆက်ဆက်လုပ်ကြတာပြီလူကြီးဆိုလို့ရှိရင်တော့တယောက်ကအစိတ်ကလေးဆိုရင်တော့20ပေါ့နော်ဂျပန်နီ traditional ဝယ်ဆောင်တော့တပ္ပစာရဟဲ့လုံးဝဒီခီလာတော့ adventure ပေါ့နော် adventure လိုမျိုးစွန့်စားရမယ့်နေရာမျိုးလေးတွားရလာရတယ်ဆိုရင်တော့ဒီနေရာမျိုးသဘောကျဘာဆိုကနေ highland ဒီဒီဘက်ကိုလာတယ်ပဇာယာဟဲ့သူကတော့ပြောတာ ဂျပန်ရွာပေါ့နော်ဂျပန်ရွာဆိုရင်မဲ့စောက်ပြီးနည်းနည်းပပပဲထားပါတယ်အခုနေ့လည်းနေခင်းပတ်တောင်းဂျာတီဦးကနည်းနည်းအေးစိမ့်စိမ့်လေးဖြစ်နေပါတယ်နေပူရဲဆိုပေမဲ့သူကလုံးဝအရင်ပူပူပြီးတော့မနေပါဘူးစောက်ဦးတွေတော့တလုံးစားနှလုံးစားရှိပါတယ်ဒါပေမဲ့ဘယ်သူမှမရှိပါဘူးတော်ရီတော့ခတ်ထားတယ်အခုဆက်စင်မှာဆိုလို့ရှိရင်လမ်းတော့ရှိသေးတယ်။ဘာမှမဆိုတော့ပြန်စင်ပြန်တက်ရမယ်နဲ့တူရယ်နော်။ဟုတ် ုံအောင်မှာအစားဦးလေးတွေထားပြီးရပါတော့ဒါပါပဲတက်ပုံရရင်လှအောင်တက်ပုံရရင်တက်ပုံရရင်လှအောင်လို့ထားပြီးရပါတော့လမ်းမှာပဲဘာမှတော့မရှိတော့ပါပြန်တက်ရတာညောင်းလိမ့်မယ်အခုကျွန်တော်နောက်မှာတွေ့ရတဲ့နေရာကတော့ဂျပန်ဝစ်ဆုံငှားဝင်နေကြတဲ့လူတွေပါဂျပန်ဝစ်ဆုံငှားဝင်မယ်ဆိုလို့ရှိရင်လူကြီးကိုအစိတ်ကလေးကို20နဲ့ငှားဝင်ပြီးတော့တက်ပုံရရင်လို့ရပါတယ်ဆို traditional ဂျပန်ဝစ်ဆုံပေါ့နော်ဂျပန်နီဝစ်ဆုံနဲ့ ရှိမှဆိုလို့ရှိရင်တပုန်ရိုက်နေလို့ရှိပါတယ်ပြီးလို့ရှိရင်ပြောနေ့နေ့မှလာပြီးရိုက်ကြတယ်အဲအဲ့လိုရှူကင်းတွေမှလိုက်ပြီးရိုက်တယ်ပေါ့နော်တော့နေရာဘောင်းဆောင်မှာတိုက်လို့ရပါတယ် ဒါတော့ Japanese house ပေါ့နော် traditional Japanese house လေးကိုသူတို့ကဒီနားမှာပြင်ထားပေးတာဖြစ်ပါတယ်အထဲမှာဆိုရင်တော့သူဂျပန်ဖျားပုံကြီးဖျားရှိခူးတဲ့ဟာကိုကျန်းနာထားပေးတာပေါ့နော်အင်္ဂလိပ်ကတော့တူတူလေးပါပဲထူးထူးခြားခြားတော့ဘာမှသိမရှိဘူးအများဆုံးကတော့ဓာတ်ပုံလိုက်ရကြတာပေါ့နော်ဂျပန်ဝန်ဆောင်တဲ့ဓာတ်ပုံလိုက်ရကြတဲ့လူတွေ အများကြီးပဲတွေ့ရမှာဖြစ်ပါတယ်ဆောထင်းရတယ်လည်းငားလို့ရတယ်ခုဆိုဝေ့ချင်လည်းဝေ့လို့ရတယ်ခေါ့နော် sorry ဂျပန်ဝေ့ဆိုနဲ့ရိုက်နေကြတဲ့လူတွေအများကြီးပါပဲဆိုတော့ဒီနောက်ကအိမ်လေးထဲမှာဂျပန်ဝေ့ဆိုငားပြီးတော့ဓာတ်ပုံရိုက်ကြတယ်ပြီးလို့ရှိရင်အောက်ကိုဆင်းပြီးတော့ပြရမယ်ဆိုလို့ရှိရင်ပေါ့နော်ကြာရှူကင်းကတော့ရမ်းမိုက်ပါတယ်အောက်မှာစမ်းကြောင်းတွေပါလေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကမြင်နေရတဲ့အတိုင်းပဲ visitor တွေကတော့အများကြီးပါပဲ လမ်းလျှောက်ပြီးတက်လာတာပင်မနေဒါပေမဲ့တက်လာကြတယ်အဖိုးကြီးဖွားကြီးရောခလေးကြီးရောအကုန်လုံးတက်လာကြတယ်ပေါ့နော်ဆိုဒီနေရာလေးကတော့မလေးရှားနိုင်ငံမှာလေပတ်လို့ကောင်းတဲ့နေရာလေးတစ်ခုတည်းမှာပါတယ် area ကတော့ကြည်ကြဲဝုံဝုံမရှိဘူးကင်မရာဟန်ကနေ island လိုမျိုးကစားကွင်းတွေပါတယ်မရှိပေမဲ့ဒီနားမှာအေးချင်းချင်းအခုနေပူနေတဲ့ရာသီဥတုကဒါပေမဲ့တအားကြီးမပူဘူးသူကတောင်ပေါ်ဆိုတော့အေးစိမ့်နေပေါ့နော်အခုကျွန်တော်ဒီနေ့လှမ်းပြီးတောင်တွေကိုလှမ်းမြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒါပတ်ပတ်လည်းတောင်ပေါ်ကျွန်တော်တောင်ပေါ်တောင်ထိပ်ပေါ်မှာ တောင်ထိပ်ပေါ်မှာဂျပန်ရွာလောက်ထားတဲ့ပုံစံမျိုးပေါ့နော်အဟိုပေါ်မှာဆိုလို့ရှိရင်ဒါဂျပန်ဝစ်စုံလေးနဲ့တပုတ်ရိုင်းနေကြတဲ့လူတွေပါသူကအရင်ကောင်းပါတယ် relaxing လည်းဖြစ်တယ်ဆို AC လာပြီးတော့ဒီမှာနားမယ်ဆိုလို့ရှိရင်တော့အရင်ကောင်းပါတယ်ဆိုတော့ဂျာဒီဥရကစိတ်ငြိမ်တဲ့အတွက်အလုံးအဆင်ပြေတယ် ဲစမ်းကြောင်းလေးနဲ့ဒီကန်လေးကြားနနလောက်ထားပြီးရပါတော့နော်ဒီကန်လေးအပေါ်ထိတက်သွားရတာပါဆောဖူကတော့ဂျပန်ဝစ်ဆုံနေတဲ့တက်ဖို့ရည်ရည်ကြပါအခုကျွန်တော်ဒီဂျပန်ယွမ်းကနေပြီးတော့တောင်အောက်ကိုပြန်ဆင်းมาဖြစ်ပါတယ်ဆိုတော့လမ်းသေးသေးလေးရနေပြီးတော့ဆင်းမှုလမ်းလောက်ထားပြပါတယ်ဆော်ဒီလမ်းကိုဆင်းမယ်ဆိုရင်ဆော်ဂျပန်ယွမ်းရဲ့ဆိုင်းဘုတ်ကိုဆက်ပြီးတော့တွေ့ဆိုင်းဘုတ်ပေါက်စားလေးပါနော် အဝင်ဝစကားပုံစံမျိုးလေးပေါ့။ဒါဒီနေ့အမတ်တရတဲ့ပုံရည်နေကြတာပါ။ဆိုတော့ဒါအားလုံးပြန်ဆင်းမဲ့လူတွေပေါ့နော်။တက်တဲ့လူတွေကလည်းတက်တဲ့ဆင်းတဲ့လူတွေကလည်းဆင်းနေကြပါပဲ။ဟိုတောက်ကိုဆင်းအထဆင်းပြီးသားဆိုလို့ရှိရင်ဟိုအောက်ကိုအရလေကားနဲ့ပြန်ဆင်းရမှာပေါ့နော်။လေကားနဲ့ပြန်ဆင်းမှာကားလမ်းမပေါ်ပြန်ရောက်မှာဖြစ်ပါတယ်။ ဒါဆိုရင်တောင်အောင်ကိုပြန်ရောက်လာပါပြီဒီနားလေးမှာတဆုနားကြပါတယ်နားပြီးသားလို့ရှိရင်ခင်ဗျားဂျပန်ရွာကိုတက်ပါတယ်ဒီနားလေးမှာတစ်ဖက်ပြန်နားပါတယ်ဝင်ဝမှာတော့ဒီဆိုင်မုတ်ကိုတွေ့မှာဖြစ်ပါတယ် Japanese garden Japanese tea house tatami sapa ခင်ဗျားဖိတ်ထားရတာပါเนาะဆိုတော့ umi tatami ဆိုလာပလာပလာပေါ့ဒါတော့ကုံစုံဆိုင်လေးတွေပါအမှတ်တရဂျပန်ပစ္စည်းရက်တောင်လေးတွေဗာလေးတွေညာလေးတွေရောင်းနေနေရပါတော့ တော့ဒီနေရာကိုဝင်လဲဝင်ကြီးပြေးရပါတယ်ဝင်ကြီးကတော့ဂိတ်ဝါမှာပြေးခဲ့ပြီးပြီเนาะအဲကောင်ပြန်တက်မယ်နေရာပေါ့ဟိုမှာတောင်တွေကနေပြီးလှမ်းကျင်တော့အကုန်လုံးမြင်နေရပါတယ်ကဲဒီနေရာလေးကနေပြီးတော့တထောင်သားကနေပြီးတော့အောက်ကိုပြန်ဆင်းပြီးလို့ရှိရင်လေကနေဟိုတောင်အောက်ကိုပြန်ဆင်းရမှာဖြစ်ပါတယ်

ရောက်နေတဲ့ပုံစံမျိုးခံစားနေတယ်ဆိုရင်တော့ဒီ Garden Highland Park ကိုတက်ရတာအဆင်ပြေပါတယ်။ခုချိန်တော့ဒါမြူကြတဲ့အချိန်မဟုတ်လို့ပေါ့နော်မြူကြတဲ့အချိန်ဆိုတော့မြူတွေကအောက်မှာတွားနေမှာပေါ့။ဆိုတော့ဟိုကအောက်ပိုင်းနေတော့အကုန်လုံးခြောက်ကပားတွေပေါ့နော်။ခြောက်ကပားတွေပဲဒါတော့တောင်ပေါ်ကနေပြီးတော့စီးရိုက်ရတယ်မြေငွေ့ပဲဖြစ်ပါတယ်။ဆိုတော့အခုကျွန်တော်တို့အောက်ကိုပြန်ဆင်းလျှောက်နေပါပြီ။တက်တဲ့လူတွေကတော့တက်လာကြပါတယ်။ဒါကျွန်တော်တို့တက်သွားဆိုလို့ရှိရင်တော်တော်မောပါတယ်ဒီပေါ်တက်လာတာ။ဆိုတော့အဲဒီမှာကြည့်လိုက်တချို့လူတွေဆိုလို့ရှိရင် တက်တာမှာငိုင်းဆိုင်ငိုင်းဆိုင်တော့ကြာနေပါလေပြင်ဟိုအချိန်အကြံလေကားနေပြီးအောက်ကိုပြန်ဆင်းတဲ့အချိန်အဲ့နေရာတော်တော်မောပါလေဒီကလည်းမနေမြင်ပါလေအဲ့ဒါကြောင့်မလို့အဲ့ဒီနေရာမှာခီးသွားမယ်ဆိုလို့ရှိရင်တော့အဲ့လိုရှိရအတွဲလိုမျိုးပေါ့ဝါရရတွေဝစ်လာတာအဆင်ပြေပါလေကျွန်တော်ညီမလေးဆိုလို့ရှိရင်တော့အဲ့လိုဒီဒါမျိုးခီးသွားမယ်ဆိုရင်တော့နောက်ဖက်နဲ့၄စီးရတော့ညီမဘူးဆိုရင်ဝစ်လာတယ်ဆိုတော့အဆင်မပြေပါဘူး ဆိုတော့တွားလာတာလမ်းလျှောက်တာအဆင်ပြေမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော် suggest လုပ်တာကတော့ဒါမျိုးလာမယ်ဆိုလို့ရှင်တော့အဲ့လို shoe pad တွေနဲ့ဘောင်းပြီးပေါ့ပေါ့ရေးတခါလေးထည့်လာခဲ့ပြီးတော့ဒီရောက်တော့မှပဲဟိုကဖြစ်တာကောင်းပါလေလဲပြီးတော့တက်တာကောင်းပါလေဆိုတော့ဒီရောက်ကိုပြန်ဆင်းပါပါကဲကျွန်တော်တောင်းအုပ်ကိုပြန်ဆင်းမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် idea တခုတွေ့ရတယ်ဒီလိုကြည့်ဒီလို S idea အရင်ကောင်းပါတယ်ဘာလို့လဲဆိုတော့လင်မယားမိသားစုအကုန်လုံး ိုမှတစုံ25ကျင်းနဲ့ငှားဝစ်စရာမလိုတော့ပါဘူးသူတို့ကသူတို့အိမ်ကနေတခါလေးဝစ်ပြီးတော့လာတာဖြစ်ပါတယ်ကျွန်တော်ကကားပေါ်မှာလဲပြီးတော့မှတက်လာတာနေပါပါတိတ်ကောင်းတဲ့ idea ပဲဖြစ်ပါတယ်လင်မယားနှစ်ယောက်ဆိုရင်90ခလေးနှစ်ယောက်က40 90ဆိုတော့မလေးရှား ringgit 90လောက်ကတော့တက်တာပေါ့ပြီပေါ့နော်သူရောက်ရင်ဒါတက်ပုံရရုံပဲဒါတောင်းချီကိုပြန်ဆင်းပြီးတော့ကားရည်မှတ်တက်မဲ့လူတွေတက်ကြဆင်းတဲ့လူတွေဆင်းကြပါဘောနော်အလုံးမထားမှာဒီရုပ်ကြီးဒီလက်ကင်လက်နဲ့ပန်းပုံရုပ်ကြီးရောက်ပြီဆိုရင်အပေါ်ကိုစပြီးတော့တက်ရမှာပေါ့နော် ဂရက်ကားငှားပြီးတော့လာမယ်ဆိုရင်ဂရက်ကဒီအခြေထိရောက်ပါတယ်ဒီညနေစပြီးတော့တက်ရမှာပါအဒီဘွားနေတက်သွားရတာပဲဖြစ်ပါတယ်ဆိုတော့ဒါတော့မလေးရှားနိုင်ငံရဲ့ဂနေဟိုင်းလန်းနားမှာရှိတဲ့ဘန်ဆုံဂျပန်ဗီလေ့ချ်ပေါ့နော်ဂျပန်ရွာမှာဖြစ်ပါတယ် Best in the place ဆိုတော့အကောင်းဆုံးလဲလို့ရတဲ့နေရာတွေမှာပါပါတယ်ဂနေဟိုင်းလန်းကို ပြန်လာပြီဆိုလို့ရှိရင်ဒီဂျပန်ရွာပြင်သစ်ရွာကိုမဖြစ်မနေဝင်ကြပါတယ်เนาะ